မိလောက်မှုဖြစ်ပွားခဲ့တဲ့မင်္ဂလာဈေးနဲ့ဈေးရဲ့အနီးပါဝင်ခြင်းကိုဇန်နဝါရီလ9ရက်နေ့ညပိုင်းအချိန်မှာလုံခြုံရေးစီ3စီးသတ်မှတ်ခါလုံခြုံရေးတင်းကြပ်ထားတယ်လို့သိရပါတယ်ဇန်နဝါရီလ9ရက်နေ့မနက်တနားဝေဝင်းခြင်းကဖြစ်ပွားခဲ့တဲ့ရန်ကုန်မြို့မင်္ဂလာဈေးမိလောက်မှုနဲ့ပတ်သက်ပြီးဇန်နဝါရီလ9ရက်နေ့ညပိုင်းမှာဒေတာပွင့်120မိသက်ရင်၈စီးနဲ့လုံခြုံရေးရယူထားပါတယ်လုံညုံရေးအနေနဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ဝင်120ဦးမိသက်တပ်ဖွဲ့ဝင်များစီးပင်းသားရဲတပ်ဖွဲ့များ တက်ဆိုင်ရာတာဝန်ရှိသူများနဲ့မိသက်ရှင်ရှစ်စီးကလုံခြုံရေးရယူထားပြီးအပြင်သူမြည်သူမှပေးမဝင်ဘူးလို့သိရပါတယ်။မင်္ဂလာစည်းလုံခြုံရေးရယူထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးမင်္ဂလာတောင်ကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြတ်ကိုထွေးကအခုလိုပြောပါတယ်။အော်ကျွန်တော်ဒီနေ့ဒီအစိမ့်မင်္ဂလာစည်းမှာ လုံခြုံရေးယူထားတာတော့ကျွန်တော်အပြင်စည်းရဲ့ဈေးမကြီးမှရှိရဲ့เนาะအတွင်စည်းပြီးလို့ရှိရင်အပေါ်ကမီးလောင်ပြင်မှာဖြစ်သွားတဲ့နေရာလုံခြုံရေးပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့ချလာတာရှိပါတယ်။အဲ့တော့ အပြင်စည်းလုံခြုံရေးအတွက်ကတော့ကျွန်တော်တို့ရှေးပိုင်းခရိုင်ရဲတပ်ဖွဲ့မှုဒုတိယရဲမှူးမြင့်ထွေးဦးစည်းမှုမှအင်အား120ဦးပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယဦးချုပ်ဦးစည်းဌာနနဲ့ဦးချုပ်မှုဦးစည်းပြီးတော့မှမြို့မြို့ပတ်71ဦးပို့ပြီးလို့ရှိရင်ဈေးများဌာနဒုတိယဌာနမှုဦးစည်းပြီးတော့မှအင်အား65ဦးပြီးလို့ရှိရင်စေပင်သားရရဲတပ်ဖွဲ့ရဒူရဲအောင်မျိုးဦးစည်းပြီးတော့မှအင်အား10ဦးချက်ချင်းဒီတပ်ဖွဲ့ရတက်ပေါင်း10ဦးဒါကအပြင် ဒီခြံစည်းရိုးနဲ့เนาะဈေးရုံကြီးရဲ့အပြင်ဘက်လုံခြုံရေးဆောင်ရွက်တာဖြစ်ပါတယ်ဈေးရုံအတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးလောင်ခြင်းမဖြစ်ပွားခဲ့တဲ့เนาะမြင်ကြီးထက်ရပထမထက်ရဒုတိယထက်ရအတွက်ကိုကျွန်တော်တို့လုံခြုံရေးကတော့ဈေးတာယာရေးကဥတည်ဝင်ဦးစီးပြီးတော့မှတစ်ပေါင်း၅ရှိတာပြီးလို့ရှိရင်ပထမထက်နဲ့ဒုတိယထက်နဲ့ညင်ညီထက်ပေါ့ညင်ညီထက်ရပထမထက်ဒုတိယထက်ရအုံတက်မှာတောင်၄ရောက်ဒီမှာအချိန်လိုက်ကျလို့၄ရောက်၄ရောက်စီနဲ့၁၂ရောက် မေးပေါ့မေးအောင်ကိုကင်းချလာတာရှိပါတယ်ဒါလေးကိုလည်းအချိန်မီလိုက်စစ်ပြီးတော့မှဆောင်ရနေရှိပါတယ်နောက်တစ်ခုကတတိယထက်နဲ့မီးလောင်သွားတဲ့တတိယထက်နဲ့စလုတ်တာထက်နဲ့ခေါင်းမိုးပေါ့အဲ့ဒီထက်မှာကျွန်တော်တို့တာမွေမိသားဦးစီးဌာနဦးစီးမှုဦးကျော်လွင်ဦးဦးစီးပြီးတော့မှမိသားတပ်ဖွဲ့ဝင်အယောက်40ဦးကအပေါ်ထက်မီးလောင်ပြန် မီးဆက်လက်ပြီးတော့မလောင်အောင်လို့အပူတွေနဲ့အတူဆက်ပြီးတော့မှမီးပွားမီးမထအောင်လို့ဆိုပြီးတော့မှစောင့်စုပ်တော့တာဝန်ပေးတာရှိပါတယ်အဲ့ဒီမှာအုတ်ချုပ်မှုရင်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့မိတက်ရင်ရင်ရေးတက်ရင်လက်ရှိနေထားရစတမ်းပိုင်း၈စီးပေါ့ကျွန်တော်တို့ထားတာရှိပါတယ်လူနာတင်ရင်တစီးရဲလုံးကြုံရေးအတွက်ကလုံးကြုံရေးကားက၈စီးထားတာရှိပါတယ်ဒါပြင်းညလုံးကြုံရေးအတွက်ဖြစ်ပါအဆိုပါမင်္ဂလာဆေးမိလောင်မှုမှာဇန်နဝါရီလ9ရက်နေ့မနက်တနာရီခွဲဝင်းကျင်အချိန်ခန်းကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက်9:00နာရီအချိန်မှာမီးကိုနှိမ့်တက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မီးကျွင်းမီးကျန်တွေကိုဇန်နဝါရီလ9ရက်နေ့ညနေ9:00နာရီအချိန်မှာအပီးနှိမ့်တက်နိုင်ခဲ့ပါတယ်။အဆိုပါမီးလောင်မှုကြောင့်ဆိုင်ကမ်းပေါင်း1600ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း36000ကျော်ရှိရလို့မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။